တည်ယူတန်းတဲ့သူကတနေ့ကျရင်သူ့ကိုအားလုံးစွန့်ခွာသွားပါလိမ့်မယ်။အောက်တန်းကျတဲ့သူတွေကိုကူစားတဲ့အခါမှလည်းလေအောက်တန်းကျတဲ့နေနဲ့ပဲအဆင်ပြေတယ်။အရင်ခေတ်ကလူတွေကတအူးကိုတအူးအားပေးအမြောက်လုပ်တတ်ကြပြီးအခုခေတ်ကလူတွေကတော့တယောက်ကိုတယောက်သွေးတိုးစေကြတယ်။အခက်ခဲကိုအဆုံးသတ်ဖို့ဆိုရင်အခက်ခဲစတင်ဖြစ်ပေါ်လာတဲ့နေရာကိုရှာဖို့လိုတယ်။ဘဝချင်းတွေကုံလာတာနဲ့အမျှနားလေလာတာကဘသူဘသူမှမကူညီတတ်ကြတော့ဘူး။ တဲ့ငုံမကျိုးစရဲတကားကိုခဏတိုင်းသွားခောက်မနေပါနဲ့ရှင်လူတွေကလေလွယ်လွယ်လေးပြောတတ်ကြတယ်ပြီးခဲ့တာတွေမေးလိုက်ပါတော့တဲ့အဲ့လူတွေကရောပြီးခဲ့တဲ့ကိစ္စတွေအတွက်ဘလို့တော့ခံစားနေရလဲသိလို့လားအမားကိုခဏတိုင်းလုံနေရင်တော့အဲ့ဒါအမားမဟုတ်တော့စန္နာလို့ခေါ်တယ်လူကောင်းတွေရဲ့ထူးခြားချက်ကကိုကန်ဆိုးနေတဲ့အချိန်မှလေသူတို့ဆက်ကောင်းပြီးရယ်မဟုတ်တဲ့စကားကိုတော်တော်လေးပြောလိုက်ရင်တော့အားလုံးကြားလိုက်ကြမှာဖြစ်ပြီးအမှန်တရားကိုပြောရဲခါဘယ်သူမှနားမထောင်တော့ဘူး ဘဝမှာလေတခါတခါကြောက်ထဲလေးနေဖို့လိုတယ်။ကိုယ့်ကိုစကားပြောဖို့အတွက်ပေါ့။ဘဝလက်တွဲဖို့ဆိုတာဘေးနားထိုင်ပြီးအဆင်မပြေမှုတွေကို ဖြေရှင်းပေးဖို့လိုတယ်။ကျမတို့စဉ်းစားလိုက်တဲ့အရာတွေကအနာဂတ်ကိုကောင်းအောင်လုပ်နိုင်တယ်လို့စောက်ရောက်အောင်လည်းလုပ်နိုင်တယ်။တာဝန်ကျေဖို့သာခက်တာရယူဖို့တော့လွယ်တယ်လေ။အတွေးတိမ်တဲ့သူကိုလေဘလို့ဆက်ကြည့်နေတူတူနဲ့မသွားဘူး။မိသားစုဆိုတာတတရလူကြောင့်ပြုတ်ခွဲတာမဟုတ်ဘူး။ကိုယ့်လူဟာသစ္စာမရှိလို့သား။ဒရိမောင်ကျင်ကညအမောင်ထပ်ပူကြောက်ဖို့ကောင်းတယ် တချို့တော့သူကိုဘယ်တော့မှခွင့်မလွတ်သိမ်းသိကန်းပြက်ချင်းပြက်ပြီးစီလူတွေကလေအောက်တန်းကြကြကတော့အမျက်ထုတ်ဖို့ပဲတက်ကြတယ်သူကိစ္စမှာရှင်တို့စိတ်ပါလက်ပါလိုက်ပြီးတော့ပါဝင်ကြည့်လိုက်စိတ်တရားကရစမြဲပဲကို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 ချင်းစာစိမ့်နဲ့ကို့အချိန်လေးဆိုရာငွေထက်တမ်းမှုရှိရမို့ကို့အနေနဲ့ဒါရီကိုတမိုးထားတဲ့သူအတွက်သာသုံးမိတဲ့လောကလှိတ်ခွက်တဲ့ဝေဝေးတန်နေပါရှင်ကိုကိုကိုအဆင်ပြေနေလားလို့ဘယ်သူမှကယူဆိုင်မှာမဟုတ်ဘူး